ပရီးမီးယားလီဂ်ကိုပြင်းဖို့မကောင်းတော့ဆင်မြန်ကြီးကိုဖင်လန်တီးရမယ်ညီမလေးအလုံးမင်းမင်းလာပါဒီတစ်ပတ်မှဆိုရင်တော့ဆရာထိတ်ဆုံးကနှစ်တင်လေးဖြစ်တယ်လို့လန်ဒန်မြို့ကန်ပြိုင်ဘက်တီလေးဖြစ်ကြရဲဆင်မြန်ကြီးနဲ့ညီမလေးတို့ရဲ့ပွဲကြီးပွဲကောင်းရှိနေခဲ့ပါရင်ဆရာထိတ်ဆုံးကနှစ်တင်ဆိုပေမဲ့နှစ်တင်ကြားရမယ်က6မဲလောက်ထိကိုကွာဟနိုင်ခဲ့တယ်လို့ ဆင်မြန်တို့ရှုံးငိမ့်တော်မှာဇီဟာထိတ်ကဆင်းပြေးအောင်မဟုတ်သေးပါဘူး။ဒါပေမဲ့ဆင်မြန်တို့ကတော့နိုင်သွားခဲ့မယ်ဆိုရင်တော့ရမတ်ကိုမဲချီကိုကွာဟတော်မှာပါ။ဒီလိုဆိုရင်တော့ဆင်မြန်ကြီးတို့ကိုဖလားကျုပ်ပြီးထားလို့တော့ရမိတ်အနေထားမျိုးဖြစ်သွားဖို့ရှိနေခဲ့ပြီးတော့ဒီရာသီပရီးမီးယားလိဂ်ကလည်းပြင်းမှုကောင်းသွားတော့မှာဖြစ်ပါရီ။ဒါမျိုးမဖြစ်စေဖို့အတွက်ဆင်မြန်ကြီးကိုဖလန်တီးပြရမယ့်တာဝန်ကညမာဒီတို့စီမှာရှိနေခဲ့ပါရီ။ ီနေ့မှာတော့ Super Sunny ရဲ့အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ညမာလီနဲ့စီမီယန်ယူရဲ့ပွဲစဉ်ကို preview လေးလုပ်ပေးသွားချင်ပါသေး යි ။ပွဲရမကင်ရသေးပေမယ့်နှစ်သင်းပရိသတ်တွေရဲ့ keyboard တိုက်ပွဲကတော့ပြင်းထန်နေပြီဖြစ်ပါသေး යි ။ညမာလီတို့ရဲ့ပရိသတ်တွေကလည်းသူတို့ရဲ့ဖလားစုံကိုထုတ်ကြွယ်ပြနေကြသလိုစီမီယန်ကြီးကတော့မယိုးနိုင်တဲ့ရွှေဖလားကြီးပဲပြန်ပြီးတော့ထုတ်ပြနေရပါသေး යි ။ ဒီပွဲကတော့သူတို့အတင်ပြိတက်တွေမဟုတ်ဘဲနဲ့19တင်ပြိတက်တွေကပါစီဝင်စားနေစောင့်ကြည့်ကြမယ်ပွဲလေးဖြစ်ပါတယ်။နှစ်တင်းစလုံးကလေဂျာရဲ့တန်ဖလားပွဲစဉ်ဒီမှာဆရာဆရာကြီးဆိုတဲ့အသင်းတွေကိုမှခေါ်တီးပေးထားခဲ့တာလေးဖြစ်ပါတယ်။မြန်မာလူတို့ဆိုရင်လေဂုံကြီးကိုအိမ်ခေါ်တီးထားခဲ့တယ်လို့ဆင်မြန်တို့ကလေကလီဘိုတွေကိုအမရိတ်မှာအရန်ချိန်ထားခဲ့တာဖြစ်ပါတယ်။ လက်ရှိဖောင်ရင်ယုံကြည်မှုရပါနှစ်သင်းစလုံးကအကောင်းဆုံးအနေထားမှာရှိနေခဲ့ကြတာကြောင့်ဒီပွဲစဉ်ကလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေခဲ့ပါပြီမြန်မာလူတို့အတွက်စိုးရိမ်ဖို့အကောင်းဆုံးကတော့ခန်ဆယ်ပိုင်ပဲဖြစ်ပြီးတော့ဒီပွဲမှာဖူဖာနာနဲ့ချယ်လိုပါအတွဲဝဲသုံးလာနိုင်ပါပြီ BC ချင်းကတော့ကွင်းလင်းကစားစီပြီးတော့ညာနောက်ခံလူဖြစ်နေမေလိုဂူစတိုပွဲထွက်ကစားလာနိုင်ပါပြီမြန်မာလူတို့အနေနဲ့ခြေစွမ်းပြနေခဲ့တဲ့လူငယ်လေး SC ဘောလေးပွဲထွက်ခွင့်ပေးမလားဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်စီမံရုံးကတော့ခန်ဆယ်ပိုင်မှာမော်စကွီယာစာ ဟင်ကာဘီနဲ့ဆန်လီဘာတွဲဝေအသွင်းပြူလာနိုင်ပါ ರೀ ။ဒိုက်စစ်ပိုင်းကပြောင်းလဲနေနေကတော့ညမာလီတို့စီကနေပြီးတော့အချာလေးပြန်လိုက်ထားရဲ။မာတွယ်ကူကပဲပွဲထွက်ကစားသမားအနေနဲ့အသွင်းပြူလာနိုင်ပါ ರೀ ။ ဒီနှစ်သင်းရဲ့ထိတိုက်တွေ့ဆုံမှုတွေကတော့နောက်ပိုင်းနေ့ဒီမှာစီမံရေးဝပူအသာသီးရထားကြတာတွေ့ရပါပြီ။နောက်ဆုံး၅ချိန်မှာဆိုရင်၃ပွဲအနိုင်ရပြီးတော့နှစ်ပွဲတည်ရင်ညမာလီတို့ကိုရှုံးနိမ့်ထားခြင်းမရှိသေးတာလည်းဖြစ်ပါရီ။ဒါပေမဲ့ညမာလီတို့ရဲ့အိမ်ဝင်စတန်ဖို့ဘရစ်မှာဆိုရင်တော့နောက်ဆုံးနေ့ရသည့်စတိုက်တည်ရလည်းပဲထွက်ပေါ်ခဲ့တာဖြစ်ပါရီ။ဒီရသည်မှာစီမံရေးဝပူတည်ငြိမ်တဲ့ပုံစံကိုပြသထားနိုင်ခဲ့ပြီးတော့ ပိုလဲယုံကြည်စရာကောင်းနေတယ်ဆိုရင်တစ်ဖက်ကညီမလေးတို့ရဲ့အိမ်ဝင်ဖြစ်နေတယ်ဆိုတာကိုလည်းမိထားလို့မရပါဘူးဒီပွဲကတော့ဘယ်သိန်းနိုင်ပွဲရသွားမလဲဆိုတော့ခံမှန်းမှုခက်တဲ့ပွဲတစ်ပွဲလို့ပဲထင်ပါတယ်ပွဲဟာကျိန်းနေရှိပြီမယ်ခန်းစပိုင်းကြစ်ကြစ်လေးလေးနဲ့မမခံမဲကစားကြမှာဖြစ်လို့ဂိုးရဲမြုံမဲ့ပွဲလို့တော့မထင်မိပါဘူးဒါကြောင့်မြန်မာအိုဝင်းအနေနဲ့ကတော့ဂိုးအောင်နဲ့ထိုးဖောက်လိုက်ကြဖို့ပဲအကြံပေးလိုက်ချင်ပါတယ်အစုံကြီးကြည့်ပြီးတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်